မြို့သမီးများပေါ်ကြံဖက်မှုပပရောက်ရေး16ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်ရွှေ့ပြောင်းမြန်မာမြို့သမီးဘောလုံးပြိုင်ပွဲတွေကိုအဝေးရောက်အေရဝတီအသင်း OIA က UCB မဲဆောက်မြို့မှာဒီဇင်ဘာလ9ရက်ကနေ10ရက်အထိ3ရက်ကြာပြုလုပ်နေပါတယ်။မောင်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါနိုဝင်ဘာလ25ရက် အမျိုးသမီးများပေါ်ကြမ်းဖက်မှုပပျောက်ရေးနေ့ကနေဒီဇင်ဘာလ10ရက်ထိလှုပ်ရှားကြတဲ့16ရက်တာလှုပ်ရှားမှုအတွင်းမှာ OIA ဘွဲ့ကစီစဉ်တဲ့အမျိုးသမီးဘလုံးပွဲကိုတော့ဒီကနေ့မဲဆောက်မှာစတင်ဖွင့်လှစ်တာပါဒီနေ့ကကျွန်တော်တို့ကဟိုပါလေအမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး16ရက်တာလှုပ်ရှားမှုပေါ့နော်အဲဒီအစီအစဉ်ကိုကျွန်တော်တို့ OIA ကဒီ မက်ဆောက်မှာရှိတဲ့ဒီအမျိုးသမီးဒီ GBBC network တွေနဲ့ပူးပေါင်းဆောင်ရွက်တာလို့ရှိသလိုအာကျွန်တော်တို့ OIA တစ်ဖွဲ့တည်းအနေနဲ့လည်းအာကျွန်တော်တို့လှုပ်ရှားမှုတွေအာလောက်တာရှိတယ်ပေါ့အာဒါကတော့ကျွန်တော်တို့ကဒါ women empowerment အတွက်ကိုဒါအမျိုးသမီးပေါ်လုံးပွဲပေါ့နော်ဒါ16ရက်ဒါ campaign ရဲ့အစိတ်ပိုင်းတစ်ခုပေါ့နော်အဲဒီမှာဒါ OIA ဒီနေ့ဒါ season ကျင်းပတာပေါ့ဗျာဟုတ်အမျိုးသမီးများပေါ်လုံးပွဲကိုဒီဇင်ဘာလ9ရက်ကနေ10ရက်နေ့အထိ၄ရက်တိုင်တိုင် ပြုတ်လုသွားမှာလေဖြစ်ပါတယ် ခုနှစ်ရက်နေ့ဒီနေ့ကတော့ကုန်းဖွင့်ပွဲဖြစ်မယ်။အာတချို့အသင်းတွေကံမယ်။အာ၁၀ရက်နေ့ဒီ၁၆ရက်တာလှုပ်ရှားမှုရဲ့နောက်ဆုံးရက်၁၀ရက်နေ့အာဒါကကဘာရဲ့ဟိုဟာလူခွင့်ရင်းနေလည်းဖြစ်တယ်ပေါ့နော်။အဲ့ဒီမှာတော့ကျွန်တော်တို့ဘိုလ်လူပွဲတွေစုပေးပွဲတွေအာတခါလဲကျင်းပမှာဖြစ်ပါတယ်။ ျွန်တော်တို့ကတော့အဓိကဥတည်ပြီးသွားနေတာတော့ဆောမှာပြောတော့ woman empowerment ဆိုတဲ့ကိစ္စပေါ့အမျိုးသမီးတွေစွန့်ရင်မြင့်မာရေးပေါ့အာဒါတွေကိုတော့ကျွန်တော်တို့အရင်အနေနဲ့လှုပ်လာတယ်အခုနောက်ဆက်ပြီးတော့လည်းကျွန်တော်တို့လှုပ်သွားဖို့ရှိတယ်ပေါ့အာဒီပုံလုံးပွဲလေးကလည်းအာကျွန်တော်တို့ရဲ့ရည်ရချက်ရဲ့ဒီထဲကအစိတ်ပိုင်းတစ်ခုပေါ့ဟုတ်ဟုတ် ready ကျွန်တော်တို့အမျိုးသမီးတွေကအရာကြာလေးတွေနဲ့ရှင်လို့ရှင်ရင်ရင်ပေါတန်းနိုင်တယ်လို့ဗာသူတို့လောက်သလိုကျွန်တော်တို့လည်းအကုန်လုံးလောက်နိုင်တယ်ဆိုတော့ပြသရှင်တာပါဟုတ်ဟုတ်ဒီနေ့ဆက်လို့ဆံမှုပြောမှုဆိုပါစေ။စိတ်ရင်လှူရှားကြပါဘာမှမပြောတတ်တော့။ဘယ်လိုလုံးအပြင်နိုင်ဖို့အတွက်ပါပြောကြည့်လိုက်ပြ။ကြိုးစားပါ။ဘေးရနေပဲအားပေးပါမယ်။ဆက်လက်ပြီးတော့ ချင်းကလည်းရတယ်ကျွန်တော်ဒီလိုတော့ပြောရမယ်ပြောတယ်နော်ကျွန်တော်ဒီလိုပြောရတယ်ဒီလိုပြောတယ်ဒီလိုနဲ့ကျွန်တော်ဟာဒီလိုပြောလူခံစားရလေဆိုသူတို့တွေပဲအားကစားမှာပဲပြင်ညာမှာပြည့်ခုနောက်ပိုင်းမြူသမီးတွေလည်းပဲမြူသားနေတူတန်းတူတန်းတူလုံနိုင်နေအဲ့တော့သူတို့ တို့အရင်တော့အဲ့လိုမျိုးနှိမ့်ချမျိုးတွေမရှိမရှိဘဲနဲ့အကျံဖက်မျိုးမျိုးသမီးဆိုပြီးနှိမ့်ချမျိုးမရှိဘဲနဲ့ယောက်ျားလေးအမျိုးသားရဲ့တန်းတူပေါ့နော်အဲ့လိုမျိုးလုံနိုင်လာရဲ့အတွက်ဘာဖြစ်အများကြီးကိုယ်ယူတယ်လူမျိုးရဲ့မျိုးသမီးပွဲဆိုရင်အမြဲတမ်းတခြားပွဲတွေလည်းအမြဲတမ်းအားပေးဖြစ်တယ်မျိုးသမီးတွေကို supporting ပေးရဲ့ပေါ့နော်အဲ့လိုမျိုးကြီးဖြစ်ပါတယ်အမျိုးသမီးများအတွက်16ရက်တာလှုပ်ရှားမှုဘလုံးပွဲဒီမှာမဲဆောက်ရောက်မြမအမျိုးသမီးတွေနဲ့ဖွဲ့စည်းထားတဲ့ ဘလုံးတင်မောင်းရှစ်တင်ပါဝင်ရှင်ပြိုင်ကစားတွားကြမှာပါခမညာကျွန်တော်မောင်တူပါ